င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။2025မတ်လ9ရက်နေ့မှ16ရက်နေ့အထိကြံကင်းမြန်အောင်ကနောင်ရေကင်းထူးကြီးဒေသတွေမှာမိုးရွာနိုင်တဲ့အလားအလာမရှိဘဲရာသီဥတုကြည်လင်တတရာရာရှိနေမှာဖြစ်လို့အဆိုပါဒေသမှာဆေးရွက်ကြီးခူးချင်းလုပ်ငန်းကို လုပ်ကင်ဆောင်ရွက်နိုင်ပါတယ်။ မက်စလာ၁၀ရက်မှ၁၄ရက်အတွင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းမြောက်ပိုင်းတွေမှာအမြင့်ဆုံးအပူချိန်40ဒီဂရီအထက်ထိမြင့်တက်လာနိုင်ကြောင်းတွေ့ရပါတယ်။ရန်ကုန်တိုင်းအေရီတိုင်းနဲ့ပဲခူးတိုင်းအတွင်းအပူချိန်က43ဒီဂရီထိ မြင့်တက်လာခဲ့ပြီးအပူချိန်ကတော့အမြင့်ဆုံး39ဒီဂရီထိရှိကြောင်းတွေ့ရပါတယ်။မက်စလာ၁၀ရက်မှ၁၅ရက်အတွင်း မကွေးတိုင်းမိုးရွာနိုင်ခြင်းမရှိပါတနင်္လာရီတိုင်းမန်လာ၁၁ရက်မှ၁၄ရက်နေ့အထိကချင်ပြည်နယ်မန်လာ၁၂ရက်မှ၁၅ရက်နေ့အထိမိုးရွာရက်များရှိပါသည်မက်လာ၁၀အေယာဝတီတိုင်းတောင်ပိုင်းနှင့်ရန်ကုန်တိုင်းတောင်ပိုင်းတို့မှာမိုးတိမ်တောင်ကြောင့်နေရာကွက်ကြားမိုးရွာနိုင်ခြင်းရှိပါသည်မြန်မာနိုင်ငံအထက်ပိုင်းနှင့်အလယ်ပိုင်းမိုးနှင်းရေရှားဒေသတွေရဲ့အမြင့်ဆုံးအပူချိန်ကတော့ 40ဒီဂရီအောက်မှာသာဆက်လက်ရှိနေနိုင်ပြီး အနေဆုံးအပူချိန်က20ဒီဂရီအောက်မှာဆက်လက်ရှိနေနိုင်ကြောင်းညာဘက်နဲ့မနက်အစောပိုင်းတွေမှာအေးတက်ကဆက်လက်ရှိနေဦးမှာဖြစ်ကြောင်းတွေ့ရပါတယ်။ဆိုထိုင်းစမြင့်တက်လာတဲ့အချိန်နေ့လယ်နေခင်းပိုင်းမှာညနေပိုင်းကူးပြောင်းချိန်တွေမှာခံစားရတဲ့အပူချိန်မြင့်တက်လာနိုင်တာကို သတိထားဆင်ခြင်နိုင်ကြပါယံအတိပေးတင်ပြလိုက်ပါတယ်။မြမပင်လေပြင်းလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှာ မြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်တို့တွင်ငါးပေမှရှစ်ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမှ နေရာကျဲကျဲမိုးရွာနိုင်ပါသည်။ ဒီရပိုင်းပေါ်ပြပါပြီနေတိုင်းတွေမှာမိုးရွာနိုင်ခြေဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။မိုးရေချိန်အနေနဲ့တော့မများနိုင်ပါခေတ္တခဏမိုးသေးထန်တာမျိုးတော့ဖြစ်နိုင်ပါတယ်။လာနီညာဖြစ်နေစေကာလအတွင်းအီကွေတာတစ်လျှောက်မှာအခုလို လေဒုမငိမ့်မသက်ဖြစ်တာတွေကလည်းမလကုံအထိဆက်လက်ဖြစ်နေနိုင်ပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်တိမ်အတင်းတိမ်ဖြစ်ထွန်းပြီး ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်အများအားဖြင့်တာယာမီမိုးလေဝသသတင်းတွေကိုအချိန်နှင့်တည်ငြိမ်သိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။